ကျွန်တော်ညီကိုတင်ငန်းမြိတ်ဆွေလေးကျွန်တော်တို့အချိုကနန်းလေးထွက်ပြီဆိုတော့ကျွန်တော်ကနန်းလေးစီပြီးတော့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့ဒါကနန်းရှာပေးမယ်ပေါ့နော်အဲ့တော့ ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အားကိုးတယ်ဆိုတော့မိတ်ဆွေတွေယုံကြည်နဲ့ကျွန်တော်စီယာခဏလာယူနိုင်ပါတယ်เนาะကျွန်တော်ကခဏကိုဒီမှာပေါ့เนาะအပိုင်ရှယ်ပတ်တီးကိုတော့တစ်လုံးနဲ့ပဲကျွန်တော်ပေးပါမယ်အဲ့ဒါကတော့6590 140ဆိုတော့ Telegram မှာဖြစ်စီ Viber မှာဖြစ်စီလာယူပါအဲ့ဒါကိုမှကျွန်တော်တို့ကမယူနိုင်ပါဘူးအဲတောင်းရတာများပါတယ်ဆိုတော့အဲညီကိုတကယ်ချင်းမိတ်ဆွေနဲ့ဒီဈေးဘိုးလောက်ပဲထိုးတဲ့အဲအကိုတွေအမတွေပေါ့เนาะအဲ့လိုတွေကတော့ကျွန်တော်ဒီမှာ နောက်ထပ်ဒီမှာပေါ့နော်ဒီမှာကတ်လေးကျွန်တော်ချပေးထားပါတယ်အဲ့ဒါကတော့ငါးသုံးညပတ်တိတစုံရယ်တစ်ချောက်ပတ်တိတစုံရယ်ဖြစ်ပါတယ်နော်ဒီနေ့ကနေစပြီးတော့ကစားရပါမယ်ပြည့်ရလဲပါတာဖြစ်တဲ့အတွက်တခြားတခြားသော ကဏ္ဍနေပတ်သီးတွေကိုလိုက်တာတည်းဆိုင်ကျွန်တော်ကတော့ဒီဟိကဏ္ဍပျောက်သီးမဖြစ်သွားအောင်ပေါ့နော်ကျွန်တော်ကအကောင်းဆုံးရှာဖူးပေးထားပါတယ်ပျောက်သီးဖြစ်သွားတယ်ဆိုရင်ရန်ကိုနစ်နာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကရှာဖူးပေးထားတဲ့ဟာမှာတလုံးစီဖဲ့ပြီးတော့လိုက်လို့မရပါဘူးဒီဟာတွေကတော့နော်ငါးတုံညဆိုတစုံလိုက်ရမယ်တစ်ချောက်ဆိုတစုံလိုက်ရမယ်ဒါကိုပတ်ပါမှအဆင်ပြေမယ်ပေါ့နော်အတခြားဒီထဲကရွေးကွက်လေးတွေတော့ကျွန်တော်ဒီမှာထုတ်ပေးထားပါတယ်ဒါကတော့ကျွန်တော်ဒါ free seminar နဲ့ဒီဒီ YouTube မှာကျွန်တော်တင်ပေးတာပေါ့နော်ကျွန်တော်ယုံကြည်နေဒီတလုံးလေးပဲပတ်သီးကိုလိုချင်နေဆိုရင်တော့ဒါကတော့ပေါက်ပေးတဲ့ တောင်းကျွန်တော်ချပေးထားပါတယ်ဂရုဝင်ညင်တယ်ဆိုရင်လည်းဝင်ညင်တဲ့မိတ်ဆွေတွေကရာတက်ပံအောင်မှာဝင်ကြီးတတောင်းမှကျွန်တော်ကောက်ထားပါတယ်တတောင်းဆိုတာဘာမှအခုခက်မှဒါမများတဲ့ပတ်စံပေါ့နော်အဲအဲ့ပတ်စံနဲ့ကျွန်တော်ဒါချပေးထားတဲ့ဟာကျွန်တော်ဒီကရှာပေးတဲ့ခဏန်းကိုလည်းချင့်ချိန်ပြီးတော့ကစားလို့ရပါတယ်ဒီမှာလည်းဒါပောက်ကွက်ကိုမပေးဘူးလားဆိုရင်တော့ပေးပါမယ်ဒီမှာတော့အခွက်တွေဒါရမ်းများမယ်ပေါ့နော်ဒီဒီမှာဆိုလို့ရှိလို့ရှိရင်တော့အခွက်တွေရမ်းများမယ်ကဲဒီနေ့အတွက်ကိုကျွန်တော်တို့ဒါသွားမယ်ပေါ့နော်အဲ့တော့ခဏန်းကတော့အဲညီကိုတငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ဒါယခုဆက်ကိုင်းယခု ဒီတူဒီဘလို့ကစားလဲဆိုရင်မဲဆွေမြင်တဲ့အတိုင်းပဲเนาะဒီမှာ30ဒီမှာ30ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတစ်ပိုင်း၃ညားပိုင်းကိုတစ်ပရိတ်ဖြစ်တာမျိုးပဲကျွန်တော်တို့ကကင်မှာဖြစ်ပါတယ်เนาะ30ကစားကျွန်တော်တို့ပြန်ထိုးရပါမယ်ခဏန်းစီကြောရကျွန်တော်ဒီခဏန်းကိုဒါစီကြောအရနဲ့ပဲကျွန်တော်ကခဏန်းကိုဈေးွက် အတိုင်းပဲကျွန်တော်သွားတာဖြစ်တယ်ဟိုးရင်တုန်းကကျွန်တော်2022 23 24 25ပေါ့နော်ကျွန်တော်ထောက်ချောက်ကနန်းပေးလာစဉ်ကာလတဲ့ကိုကလေကျွန်တော်ကလက်တော့ဆက်ရမဟုတ်ဘူးကလင်နာကြောက်ကိုလည်းဒီဟာလီလောက်ပဲကြည်တာပေါ့နော်ဒီကနန်းဈေးကွက်ကအင်တန်နဲ့အိုက်ကသွားတဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့ကဒါကြည့်ပေးတာဖြစ်တယ်အဲ့တော့ကနန်းဒီ54ဖြစ်တယ်85ဖြစ်တယ်54ဆိုတဲ့ကနန်းဒီ၃ညနောက်ပိတ်နဲ့၃ညပိုင်းကိုယူနေတာဖြစ်တယ်နော်အဲ့တော့၈ဒိတ်ကြီးကြတာဖြစ်တယ်လေ၃ညတစ်နှစ်၃လေးခွေဘူးဆိုတာရှိတယ် ဲ့တော့တုံရနဲ့တုံလေးအခွေကျနေတာဖြစ်တာဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ကရှစ်ထိတ်ကိုကျွန်တော်တို့ကပြန်ပြီးတော့အမားပြန်ပြီးကစားလို့လည်းရတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကဒီနေ့အတွက်ဒီမနက်ခင်းမှာဘာလို့ကြိုက်လဲဆိုရင်ပုံမှန်ကတော့တောင်မြောင်မိတ်ဆွေတွေလိုက်ပြီးတော့ကြည့်ကြည့်လိုက်ပါ။အဲ2935ကို168နဲ့ပဲဒီကောင်ကတောက်လျှောက်ကတ်ပြီးတော့ကျွန်တော်တို့ထွက်နေတာပေါ့နော်။ 2035ကိုတိကျောက်ရှင်းနဲ့ပဲကျွန်တော်တို့ကကတ်ပြီးတော့ထွက်နေတာဖြစ်တာဖြစ်တဲ့အတွက်မိတ်ဆက်တငယ်ချင်းနွေကိုကျွန်တော်ရှာပွေပေးထားတဲ့ခဏန်းကိုစီပြီးတော့ကျွန်တော်ဒီမှာရေးပေးမယ်ဒီနေ့ရနေတဲ့ပတ်တီနဲ့ခဏန်းကိုလည်းအကုန်လုံးစီပြီးတော့ကျွန်တော်ဒါဒီမှာတင်ပေးပါမယ်ပေါ့နော်တစ်ဆယ်ပြန်ကြအစားကျွန်တော်တို့ပြန်ထိုးရမယ်ပေါ့နော်အဲအဲ့တော့အဖုံကလည်းမရှိတော့ဘူးနော်အကုန်လုံးညီကိုတကယ်ကြီးမိတ်ဆွေတွေအားလုံးပဲဒါထိတိမိပေါက်ပါစေရပါစေအောင်ပါစေခင်ဗျ